ီနောက်ပိုင်းကာလတွေမှာတရုတ်ကနိပညာအဖြစ်တီထွင်မှုတွေအဖြစ်အမေရိကန်ကိုကြော်တက်နေပြီဆိုပြီးသတင်းတွေမကြာခဏကြားနေရပါတယ်။ဥပမာ DeepSeek ဆိုတဲ့တရုတ်ထုတ် AI ဆိုရင်ဈေးတသက်တသားနဲ့ထုတ်ပြီးအမေရိကန်လို့ ChatGPT ထက်လူတွေကိုပိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်မှာပဲတရုတ်ဈေးကုမ္ပဏီတစ်ခုကကင်ဆာဈေးတစ်ခုကိုတီထွင်နိုင်ခဲ့ပြီးအဲ့ဒီဈေးဟာကင်ဆာရောဂါကို17လကြာထိန်းထားပေးနိုင်တယ်လို့ဆိုပါတယ်။ ပြိုင်ဘက် American Company ကတော့ကင်ဆာယောဂါကို6လအထိသာထိန်းထားပေးနိုင်တော့ဒီမှာလဲ Deep Sea လို့ပဲတရုတ်ကအမေရိကကို beat လုပ်နိုင်လိုက်ပြီဆိုပြီးသုံးသပ်မှုတွေရှိနေပါတယ် EV ကားလိုမျိုး drone ထုတ်လုပ်မှုတွေလိုမျိုးအာကာသကိုထိုးဖောက်တာမျိုးတွေလိုတီထွင်မှုတွေမှာလည်းအလားတူပါပဲတရုတ်က American ကိုမြင်းမြန်ဆန်ဆန်အမိလိုက်နေပြီးဒီလိုနှုံနေတာဆိုရင် American ကိုမှီလာဖို့ကြော်တက်လာဖို့တော်တော်နီးလာပြီလို့တွေးစရာရှိပါတယ် ဒါနဲ့ပသက်ဆက်ဆက်ပြီးနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက Fox သတင်းဌာနမှာပြောသွားတဲ့စကားကိုညှပ်ပေးခြင်းပါတယ်။မာကိုရူဘီယိုကဒီလိုပြောပါတယ်။တရုတ်နိုင်ငံဟာချမ်းသာပြီးအင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ။ဒီအဖြစ်အမှန်ကိုကျွန်တော်တို့ရင်ဆိုင်ရမှာပဲ။ ဒါပေမဲ့ကျွန်တော်တို့လုံးဝခွင့်ပြုလို့မရတာကတရုတ်နိုင်ငံအင်အားအရန်ကြီးသွားပြီးအမေရိကန်အနေနဲ့သူ့ကိုမှီခိုရမယ့်အဖြစ်ရောက်သွားမှာကိုပါကံမကောင်းစွာပဲကျွန်တော်တို့ကလောလောဆယ်မှာအဲ့ဒီအခြေအနေကိုဥတီနေပါဗျ အင်ဒိုပစိဖစ်မှာဆိုရင်လေတရုတ်ကကျွန်တော်တို့ကိုဖယ်ဖို့စူးစမ်းနေတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာပစိဖစ်မှာခိုင်မာတဲ့ဆက်ဆံရေးတွေတိစောက်ထားခဲ့တယ်။ကျွန်တော်တို့အနေနဲ့ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုပစ်ထားမှာမဟုတ်ဘူး။ထိုင်ဝမ်နဲ့ပတ်သက်ရင်လေထိုင်ဝမ်ကိုပစ်ထားမှာမဟုတ်ဘူးဆိုတော့1980ခုနှစ်လောက်ကတည်းကအရက်တီချက်တွေရှိခဲ့ပြီးအဲ့ဒီရက်တီချက်အတိုင်းပဲသွားမှာပြောင်းလဲမှာမဟုတ်ဘူး။သဘောကတော့ထိုင်ဝမ်ရဲ့အခြေအနေကိုအတင်းအကျပ်ဖိအားပေးမှုဒါမှမဟုတ်အတင်း ချက်ပြောင်းလဲမှုအမှန်တမျှကိုကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးဆိုတာပါကျွန်တော်တို့မှာတရုတ်နိုင်ငံကအချင်းချင်းမှုတွေကိုတုံ့ပြန်နိုင်ဖို့အတွက်စီရေးဆွမ်းရည်တွေရှိရမယ် ကျွန်တော်တို့အနေနဲ့စိုးရင်ဖို့လဲလိုအပ်နေပြီကျွန်တော်တို့ရဲ့လေရင်ထုတ်လုပ်ရေးတင်မောထုတ်လုပ်ရေးတွေကအဆင်ပြေမနေဘူးအရှင်ရမနေဘူးကျွန်တော်တို့တင်မောတစည်းမဆောက်နိုင်ခင်တရုတ်ကတင်ပေါ်ဆယ်စည်းဆောက်ပြီးနေပြီဒါဟာအလွန်ဆိုးရွားတဲ့အားနေချက်တစ်ခုဖြစ်ပြီးဒီအတိုင်းဆက်သွားနေလို့လုံးဝမဖြစ်ဘူးမာကိုရူဘီယိုဒီလိုပြောတာနဲ့ပတ်သက်ပြီးအီလိုမတ်ပြောပူခဲ့တဲ့စကားကိုလည်းပြန်သတိရမိပါတယ်အီလိုမတ်ကဒီလိုပြောပူပါတယ် American အစိုးရရဲ့နေရာတကာဝင်ပါလွန်းတာ regulation တွေနဲ့ထိ ंछ ုံလွန်းတာ bureaucracy များလွန်းတာတွေက American တွေရဲ့တီထွင်ဆန်းသစ်မှုကိုနှောက်နှေးစေတယ်။ American နိုင်ငံကိုနှောက်ကောက်ကြစေတယ်ဆိုပြီးဖြစ်ပါတယ်။ ဒီလို rules တွေ regulations တွေကိုမခံနိုင်ကြလို့လဲ Elon Musk ရဲ့ SpaceX company တို့ Mark Zuckerberg ရဲ့ Facebook company တို့အပြင်တခြား company တွေ Democratic ပြည်နယ်ဖြစ်တဲ့ California ကနေ Texas ပြည်နယ်ကိုပြောင်းသွားကြလာကတာရကပါပဲ။ ။နောက်ထပ်ဥပမာအနေနဲ့ Democratic ပြည်နယ်တွေမှာဘလောက်ထိ rules and regulation တွေများလဲဆိုရင်အာကာသယဉ်တစည်းသမုတ်တရားပေါ်ပြုတ်ကျလာဖို့အရေးသမုတ်တရားတွေကငမန်းတွေကိုထိခိုက်မှုရှိနိုင်လားဝေလငါးတွေရဲ့အကြအာယုံတွေကိုထိခိုက်နိုင်လားစတဲ့စာပေတွေကိုအရင်လုပ်ရတယ်လို့ဆိုပါတယ် ဒါဆိုပုံမြန်သွားအောင်ငမန်းတွေဘယ်မှာရှိတယ်လဲ data တွေရှိရင်ပေးပါဆိုတော့အစိုးရမှာလည်းအဲ့လို data တွေကမရှိဘူးဆိုပါတယ် The SpaceX had to do the study to see if if uh, Starship would would hit a shark and I'm like it's a big ocean you know uh, there's a lot of sharks. It's not impossible, but it's very unlikely. And so eventually, I think we, 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 we got the data and, and we could you know, run the analysis to say, like, yeah, the sharks are going to be fine. Um, <laughs> but, but they wouldn't let us proceed with launch until we did this crazy shark data. And, and, they, and, and then we thought, okay, well, now we're done. And they said, but what about whales? I'm like, <laughs> တရုတ်ကတော့ဘာဆိုဘာမှဂရုမစိုက်ပဲအလုတ်ဖြစ်ဖို့တွန်းနေတဲ့အချိန်မှာအမေရိကန်အစိုးရအနေနဲ့ဒီလိုလိုရာထပ်ပို့ပြီးတင်းကျပ်လွနေရင်တော့တရုတ်ထက်နောက်ောက်ကျသွားဖို့ဆိုတာမကြခင်ဖြစ်လာနိုင်တဲ့အနေအထားလို့မြင်မိပါတယ်နောက်ထပ်မာကိုရူဘီယိုရဲ့အင်တာဗျူးမှာကုံလွယ်ကွန်းနဲ့ပတ်သက်ပြီးလည်းအခုလိုပြောသွားခဲ့ပါသေးတယ် တရုတ်ကိုကျွန်တော်တို့ရဲ့အရေးကြီးတဲ့အရင်အမြင့်တွေကိုထိန်းချုပ်ခွင့်ပေးလို့လုံးဝမဖြစ်ဘူး။ဒါကြောင့်ကုန်ပယ်ကွန်နေဟာအရေးပါတယ်။ကုန်ပယ်ကွန်ကိုအသုံးပြုပြီး American ပြည်ထောင်စုတွေကိုထုတ်လုပ်မှုတွေပြောင်းဝင်လာအောင်လှုပ်ဆောင်ရမယ်။ဒါရီဟာစီးပွားရေးဆိုင်ရာအတွက်သာမကပဲအမျိုးသားလုံခြုံရေးအတွက်လည်းလုပ်ကိုလုပ်ရမယ့်အရာဖြစ်တယ်။ဒါကြောင့်လဲရှင်းပါတယ်။ တင်းမမှုတွေဖြစ်လာတဲ့အချိန်တရုတ်ကပို့ကုန်တွေကိုဖျက်တောက်လိုက်ရင်ကျွန်တော်တို့ဒုက္ခရောက်သွားမှာပါသူတို့တနာမှယက်တီနိုင်မဲ့အဖြစ်ကိုရောက်သွားမှာဆိုပြီးတော့ဖြစ်ပါတယ်မာကိုရူဘီယိုကကုန်လွယ်ကွန်အရေးပါပုံကို highlight လုပ်သွားခဲ့တာပါ။ဒါပေမဲ့ Trump ရဲ့စီးပွားရေး policy အထူးသဖြင့်ကုန်လွယ်ရေး policy တွေကိုဝေဖန်တဲ့သူတွေတော်တော်များပါလေ။ Trump ရဲ့ policy ကြောင့်တူတက်လာတဲ့အချိန်ကစပြီးလက်ရှိအချိန်ထိ American stock ဈေးကွက်ပြုတ်ကျသွားတာကြောင့် 4 trillion အရှုံးပေါ်သွားပြီးအမေရိကစီးပွားပြက်ကပ်စိုက်နိုင်ခြင်း40ရာခိုင်နှုန်းအထိရှိနေတယ်။ Trump ကဒီနှစ်ထဲစီးပွားပြက်ကပ်ကြုံနိုင်တယ်လို့ပြောထားတယ်။ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲကြပြီးဗန်နိုင်ငံကတော့ဘလောက်ယာခိုင်နှုန်းကုန်သွယ်ကွန်ပြန်ကောက်တော့မှစတဲ့သတင်းတွေကအခုတလောအမြဲတွေ့နေရတဲ့သတင်းတွေပါ။ ျမအနေနဲ့နှစ်ဖက်စလုံးကိုနားထောင်သုံးသပ်ပေမဲ့တခါတည်းရမှာ Trump ကိုမကြိုက်တဲ့သူတွေက Trump လို့တမျှကိုမကောင်းဘူးပဲပြောကြတော့သူတို့ဘက်ကအစိဒနာအမှန်နဲ့သတိပေးနေလားဒါမှမဟုတ်တိုက်ခိုက်ဖို့တသက်ပြောနေလားဆိုတာဝေခွဲဖို့ခက်ခဲပါတယ်ဒါကြောင့် Trump ကိုအထူးအောင်မြင်စေချင်တဲ့သူတွေက Trump ရဲ့စီးပွားရေး policy အပေါ်ဘယ်လိုဝေဖန်ကြလဲဆိုတာကို ပို့ပြီးလိုက်နာထောင်ဖြစ်တယ်။အ အဲ့လိုသူတွေထဲမှာလည်းတချို့က Trump လုပ်နေတဲ့ကုံတွေကွန်တွေအပေါ်ယုံကြည်စိတ်ချမှုနည်းတာတွေ့ရပါတယ်။ကုံတွေကွန်တွေမငြိမ်တာရှေ့မှာဘာဖြစ်မလဲမှန်းလို့မရတဲ့စီးပွားရေး policy တွေကြောင့် stock ဈေးကွက်တွေပြုတ်ကြတာ ဟိုဘက်ဒီဘက်ကုန်းပဲကွန်တွေအပြိုင်ကောက်နေကြတော့ပုံတွယ်မှုတွေရက်တန့်ပြီးစီးပွားရေးကြမှာစီးပွားပြက်ကက်ဆိုင်နိုင်တာပြီးရင်အမေရိကန် isolate ဖြစ်သွားနိုင်တာအစလာတွေအတွက်ဆိုရင်ကြပါတယ်။ဒါကြောင့် Trump policy တွေကအမှန်ဆလို့ရတဲ့အနေအထားမျိုးဖြစ်တဲ့နဲ့ကုန်းပဲကွန်တွေကိုရေရှည်ကျင့်သုံးရင်အဆင်ပြေမှာမဟုတ်ဘူး။ Trump အစိုးရအနေနဲ့ American စီးပွားရေးကိုအောင်မြင်အောင်မကင်တွယ်နိုင်ရင်တခြားကိစ္စတွေမှာအောင်မြင်အောင်တော့ပြည်သူတွေရဲ့ထောက်ခံမှုကျဆင်းသွားမယ်ဆိုတာမျိုး သတိပေးနေကြတာလည်းတော်တော်လေးတွေ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း Trump ရဲ့စီးပွားရေး policy ကိုထောက်ခံကြတဲ့သူတွေအများကြီးရှိနေပါတယ်။သူတို့ရဲ့အမြင်နဲ့ပြီးခဲ့တဲ့အပတ်က Fox သတင်းဌာနမှာဒုသမရ JD Vance ပြောသွားတဲ့ Trump ရဲ့စီးပွားရေး vision ကို ပြောပြပေးကြပါတယ်။ Trump က National Security အတွက်ဆိုပြီး ်ကုံထုတ်လုပ်ရေးကဏ္ဍ၅ခုကိုအမေရိကန်နိုင်ငံတွေကိုပြန်ထည့်ကျင်းပါတယ်။အဲ့အရာတွေကဆေးဝါးတက်စတီအလူမီနီယံနဲ့ချစ်ပြားထုတ်လုပ်မှုတွေဖြစ်ပါတယ်။ Trap အစိုးရအမြင်မှာဒီလိုအရေးပါတဲ့ထုတ်လုပ်မှုကဏ္ဍတွေနိုင်ငံအပြင်ဘက်ရောက်နေတာကမကောင်းဘူး။အရေးပေါ်တစုံတရာဖြစ်ခဲ့ရင် ဥပမာတရုတ်နဲ့စစ်ဖြစ်ခဲ့ရင်တရုတ်အနေနဲ့သူ့စီကနေအမေရိကကိုပို့နေတာတွေရက်လိုက်ရုံပဲအမေရိကအနေနဲ့ဘာမှဆက်လုပ်လို့မရပဲငုတ်တုံးမိမယ်ဆိုတဲ့စိုးရိမ်မှုတွေဖြစ်ပါတယ်ဒီစိုးရိမ်မှုတွေကကိုဗစ်ကာလတုန်းကလည်းတာရကရှိပါတယ်တရုတ်စီကနေပဲဆေးဘက်ဆိုင်ရာပစ္စည်းတွေအလုံးကိုတင်သွင်းခဲ့တော့တရုတ်ဘက်ကမပို့နိုင်တဲ့အချိန်မှာအမေရိကဘက်မှပြတ်တုတ်ရပါတယ် နောက်ပြီး steel နဲ့ aluminum လိုမျိုးပစ္စည်းတွေကိုကားတွေဆစ်လက်နက်တွေထုတ်လုပ်မှုမှာတုံးရတော့ US အတွက်အရန်အရေးကြီးပါတယ်။ပြီးရင် chip ပြားတွေ chip ပြားတွေဆိုတာ car phone AI တွေနဲ့တခြားနည်းပညာမြင့်ပစ္စည်းတွေအတွက်မရှိမဖြစ်အရေးကြီးပါတယ်။ဒါပေမဲ့ chip ပြားတွေအားလုံးကို Taiwan နဲ့ Taiwan Korea မှာပဲထုတ်ကြတာပါ။ဒါကိုလေ Trump ကမကြာခဏပြောလို့ရှိပါတယ်။ရှေ့အဆက်ဆက်ကလူတွေရဲ့ stupid decision ဆိုပြီး သူပြောတာမမှားဘူးလို့ယူဆပါတယ်။ chip ထုတ်လုပ်တဲ့နည်းပညာကအမေရိကန်ရဲ့နည်းပညာဖြစ်ပေမဲ့တခြားနိုင်ငံတွေကိုပဲအကုန်ပေးလုပ်ထားတာတော့အဆင်မပြေလှပါဘူး။ဆိုတော့ဒီလိုနိုင်ငံအတွက်အလွန်အရေးပါတဲ့ကွန်ပျူတာတွေကိုထုတ်လုပ်နေတဲ့ company တွေနိုင်ငံ내ပြန်ဝင်လာခြင်းအောင် Trump အစိုးရကအချက်လေးချက်လှုံ့ဆော်ပါတယ်။နံပါတ်၁အချက်ကတော့စီးပွားရေးလုပ်ငန်းတွေကိုကောက်တဲ့ corporate အခွန်တွေ short ကောက်တာဖြစ်ပါတယ်။ ဒီလို corporate ခွန်ရွေး shock out တာကိုတထေးတွေကိုအခွန် shock out ရကောင်းလားဆိုပြီးတစ်ဖက်ကလည်းဝေဖန်မှုတွေရှိပါတယ်။နံပါတ်1အနေနဲ့အစိုးရရဲ့မပြီးနိုင်မစီးနိုင်တဲ့ rules and regulation တွေ bureaucracy တွေကို short ချလာဖြစ်ပါတယ်။ ဒါက Elon Musk ရဲ့ DOGE ဌာနကနေလှုပ်ဆောင်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။နံပါတ်3အနေနဲ့နိုင်ငံခြား company တွေ US ထဲမှာလာရောက်ယင်းနှိမ့်နှံဖို့ incentive တွေပေးထားပါတယ်။နံပါတ်4အချက်အနေနဲ့ US ကိုတင်သွင်းနေတဲ့နိုင်ငံခြားကုမ္ပဏီအပေါ်ကုန်သွယ်ကွန်တိုးမြှင့်ကောက်ခံတာဖြစ်ပါလေ ဒီလိုလှုပ်ဆောင်ခြင်းရဲ့အကျိုးကျေးဇူးတွေအနေနဲ့နံပါတ်၁ထုတ်လုပ်မှုတွေနိုင်ငံနဲ့ရွှေ့လာပြီးအရေးကြီးတဲ့ကဏ္ဍတွေမှာတခြားနိုင်ငံတွေအပေါ်မှီခိုရတာနည်းသွားမယ်။နံပါတ်၂အလုပ်တွေပေါများလာပြီး working class တွေအဆင်ပြေမယ်။အလုပ်ပြုတ်သွားတဲ့အစိုးရဝန်ထမ်းတွေ private sector မှာအလုပ်ပြန်ရကြမယ်။ဒါပေမဲ့ထရမ့်ရဲ့ policy ကရေတိုမှာတော့ပြဿနာတွေရှိမှအသေးချာပါပဲ ထရမ့်ကိုယ်တိုင်ကလည်း transition period ကိုတော့ခဏကြုံရနိုင်တယ်ဆိုပြီးပြောထားပူပါတယ်။အဲ့ဒါကို တချို့တွေကအစည်းအဝါပြတ်ကတ်ကြုံမယ်လို့ထရမ့်ပြောရဲဆိုပြီးဘာသာပြန်လိုက်ကြပါသေးတယ်။ transition period ကိုဘာလို့ကြုံရမှာလဲဆိုတော့ဒီလိုနိုင်ငံခြားစက်ယုံတွေကနေအမေရိကကိုပြောင်းလာဖို့ဆိုတာချက်ချင်းအကောင့်ထဲပို့ဖို့မလွယ်ပါဘူး။အချိန်ယူရပါတယ်။တချို့ကဏ္ဍတွေမှာနှစ်နဲ့ချီပြီးတာမကြနိုင်ပါတယ်။တချို့တော့အကျိုးကျေးဇူးတွေဆိုရင်ထရမ့်ရဲ့၄နှစ်သက်တမ်းပြီးသွားမှတော့ မြင်ရနိုင်ပါတယ်။ဥပမာအနေနဲ့ထရမ့်ရဲ့ပထမတက်တမ်းမှာလုပ်ခဲ့တဲ့အပြောင်းအလဲတွေရဲ့အကျိုးကျေးဇူးတွေကိုဘိုင်ဒန်လက်ထက်မှာခန်းစားရတာမျိုးဖြစ်ပါတယ်။ဆိုတော့ကျမရဲ့ personal အမြင်အရတော့ထရမ့်အစိုးရဟာစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုဗျူဟာကြကြလှုပ်ဆောင်နေပါတယ်။အမေရိကန်မှာလာရောက်ရင်းနှီးမြှုပ်နှံကြဖို့လေလူတိုင်းကိုဖိတ်ခေါ်နေပြီးထိုင်ဝမ်နဲ့တောင်ကိုရီးယားမှာပဲရှိတဲ့ချစ်ပြားထုတ်လုပ်တဲ့လုပ်ငန်းဟာဆိုရင်လေအမေရိကန်အရီဇိုနာမှာစတော့မှာဖြစ်ပါတယ်။ တခြားယင်းနီးမြုပ်နှံမှုတွေဖြစ်တဲ့ Apple ရဲ့ billion 900တန်းယင်းနီးမြုပ်နှံမှု sorry Arabia ကလာမဲ့ billion 600တန်းယင်းနီးမြုပ်နှံမှု OpenAI နဲ့ SoftBank တို့ပေါင်းပြီးလုပ်ကြမဲ့ billion 900တန်း Stargate တို့လည်းမကြခင်လာဖို့ရှိနေပါတယ် အရင်တစ်ပတ်ကဗီဒီယိုမှာပြောခဲ့သလိုပဲ Trump လုပ်နေတာတွေအလုံးက click ဖြစ်ဖို့အဝင်ခွင့်ချဖြစ်ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါကြောင့်လည်း Trump ကအခြေအနေကိုကြည့်ပြီးကုံတွဲကွန်တွေကိုကစားနေရတဲ့အခြေအနေမှာရှိနေပါတယ်။ရလက်အပိုင်းမှာအလုပ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာကတော့ပညာရှင်တွေတောင်ငင်းခုန်နေကြတဲ့အရာဆိုတော့အဆောင်ကြည့်ကြရုံပဲဖြစ်ပါတယ်။အဆုံးသက်အနေနဲ့ Trump အစိုးရဟာ America အကျိုးစီးပွားအတွက်က China ကိုကောင်တာလုပ်ဖို့အတွက်ကရေရှည်စီ ီမန်ဂိတ်နဲ့ဗျူဟာချပြီးအလုတ်လုပ်နေတယ်ဆိုတာကိုတုံ့သက်ဝင်မျှပေးလိုက်ရပါတယ်။အမြင်မတူသူတွေကတူသူတွေက We cannot have as a world where China is so powerful we depend on them. And that's right now where we're headed unfortunately. We have to be present. In the Indo-Pacific, they're trying to drive us out. We have a strong relationship. We are a Pacific nation. We are. And so we have relationships in the Pacific, and we're not going to abandon those. Japan, South Korea. You mentioned Taiwan. We have a long-standing position on Taiwan that we're not going to abandon, and that is we are against any forced, compelled, coercive change in the status of Taiwan. That's been our position since the late 1970s, and that continues to be our position, and that's not going to change. We have to have military capabilities that allow us to respond to the threat that China is posing, and we need to be concerned. We have our aircraft manufacturing, our ship manufacturers. They are not keeping pace. China can build 10 ships before we can build one. That's a very serious vulnerability that cannot continue.